အာဆင်နယ်နီးပြဝင်းကားတော့ပြောခဲ့ပြီပဲလေတင်ချာနီးရတွေ့ရင်တော့ကျွန်တော်အာဆင်နယ်ဖလားရဖို့စုတောင်းပေးရုံပဲရှိတယ်လို့ပဲပြောတာသူပြောချင်တဲ့သဘောကတော့တင်ချာနီးရတွေ့ရင်တော့ဟိုတိတ်နေရတယ်မဖြစ်နိုင်တော့ဘူးเนาะဒီပါဘူးကအနည်းဆုံး၃ဘွဲ့တော့ဒီဘွဲ့တော့ရှုံးပေးမှဖြစ်မယ်ဆိုအာဆင်ဝင်းကားတော့ပြော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 ခဲ့ဘူးလေပြောခဲ့ဘူးလို့ပါဆိုတော့အော်နောက်တစ်ပွဲတဲ့ဒီပွဲနေပေါ့เนาะတနင်္ဂနွေညရဲ့အဆုံးပွဲတွေဖြစ်တဲ့အာဆင်နယ်နဲ့ချက်ပွဲတွေရှိတယ်ဒီဘွဲ့ကတော့လန်ဒန်ကဒီပွဲတွေမှာဆက်ချက်စီကတော့သူက၄ဘွဲ့ဆက်နိုင်တာပြီးတော့အာဆင်နယ်ကတော့သူကပရီးမီယာလိမှာတော့၃ဘွဲ့ဆက်တယ် ဟို language လေးမရတော့ဘူးဆိုင်အဲ့တော့ဒီနှစ်နှစ်ရဲ့ပြဿနာကိုအခြေအနေဒီကဘယ်လိုဖြစ်ပြဖြစ်ပေါ်လာမလဲဆိုတော့ဗောနော်ကျွန်တော်အမြင်လေးသုံးလိုက်ကြအောင်အစတန်နဲ့ချက်စီနော်လန်ဒန်တော်ပြီးတကယ်ပြိုင်ဆိုင်မှုပြင်နိုင်နေတာပေါ့နော်အခုလည်းပြင်နိုင်တော့ပါပဲအာဆင်နယ်ကတပွဲရောနေတူတူလီဗာပူးကို15မှတ်ရောနေတယ်ဆိုပေမဲ့အဲဒီလိုပွဲမျိုးကတော့ तू ကအောက်ဆိုက်ကစားမှာပဲဒါလန်ဒန်တော်ပြီးလည်းဖြစ်တဲ့အတွက်ကြောင့်နော်အဲ့တော့ तू ကဂျားရက်မှာ तू က PS V နဲ့ကစားအတက်ပွဲမှာဆိုရင်သူလမ်းရကြီးကတိတ်မမှန်အောင်ပြကစားဝါစတာလိုင်းတော့ဘောလုံးတော့ထုတ်သွားတယ်လမ်းရကြီးကတိတ်မမှန်အောင်ဟိုကစားဝါရတိတာပါတိတ်ပြီးတော့အောင်းမဆိုင်တော့ပါကြောအကြလက်ကလည်းရှိတာ71ကလည်းရှိတာလည်းရှိတော့ PSV ကိုသူတိတ်အောင်းမဆိုင်တော့စစ်ပွဲကိုအားလုံးဆိုင်မှာနော်ဆက်စီကလည်းအဲဒီဒီကိုပင်ဟေဂင်နဲ့အဲဒါသူကြာတာရင်းညမှာကစားဝါရကိုပင်ဟေဂင်နဲ့ပွဲမှာလေအချက်စီကလည်းပင်မာလို့ပါလို့ကိုဒါအာပွဲထွက်ဆင်းရမှာ17ရောက်ဆင်းမှာမထက်မထက်သွင်းမဲနဲ့ အနာပေးတာခဲ့အဲနောက်မှသာသူလူသားလေးဖြစ်နေအဲကောက်သုံးရတော့နော်ချက်စီကလည်းဒီဘွဲကိုသူကလည်းအားဆိုင်ဘာလို့ချက်စီကပို့ပြီးတော့အားဆိုင်ရတယ်ဘာကြောင့်လဲဆိုတော့အတူကဟိုချန်ပီယံလိဝင်ခွင့်အတွက်သူကအားဆိုင်ရအာဆင်နယ်ကကြောက်ပါဗျာဟိုပြောရမယ်ဆိုရင်အဲ15မှတ်ကြီးပြတ်နေတယ်ဆိုတော့ကိုဘွဲလောက်ပဲဂျန်တော့တဲ့အချိန်မှာ15မှတ်ကြီးပြတ်နေတယ်ဆိုတော့လိုက်မိဘူးတော်တော်ခဲနေတယ်ဟုတ်တယ်ဟိုလီဗာပူးကလည်းဒီစားထဲမှာ ဟိုချန်ပီယံလိကပြုတ်သွားတဲ့အခါကျတော့အတော်လည်းပရီးမီးယားလိကိုအားကုန်ထည့်ကြတော့ဟုတ်ပြန်အဲ့လိုအချိန်တွေမျိုးပေါ့နော်အခုဒါလီဗာပူးကတော့ဒါတနင်္ဂနွေညမှာသူကဟိုလီဗလာဘိုလူဝဲဖြစ်နေနယူကာဆယ်ကစားရမယ်ပေါ့နော်အဲ့တော့ဝဲတူသွားမှာအာဆနယ်ကနိုင်သွားမယ်ဆိုရင်ဒါ၁၂မှတ်ပဲပြတ်မှာနော်အဲ့အဲ့လိုအချိန်တွေမျိုးပေါ့အာဆနယ်ကတော့သူတို့ဘက်ကနေပြီးတော့ဒါအိုဒီကက်ကလည်းပြောတယ်အဲ့သူတို့ဘက်ကနေပြီးတော့ပရီးမီးယားလိကတရဖူကို ဟိုဆက်လက်ပြီးအားပြီးသွားမယ်လို့တော့သူတို့ပြောတာဟုတ်မျောလင်းချက်ရှိသေးတယ်ပေါ့နော်ဒါကတော့ဟုတ်ပါတယ်ဟာတင်စာနီးရဆိုရင်တော့မျောလင်းချက်ရှိပြီဆိုတော့အာဆနယ်ကလည်းအရန်လေးနဲ့ဟိုအားရှော့ကစားထားတယ်လို့ချက်စီကလည်းဟိုအားရှော့ကစားလာချက်စီကလည်းအตาလေးပဲကိုမေကီကိုထိန်းကစားတော့ဆိုတော့အဲ့လိုမျိုးနှစ်တင်းရဒီပွဲမှာတော့ဟိုအချိန်နဲ့ဖြစ်လာပါနော်အစင်လာဘက်မှာကြည့်မယ်ဆိုရင်တော့အာဆနယ်အေးဘက်မှာချက်စီကိုတောက်ပါ ခုလည်းသူ့ကစားခွက်နဲ့အာဆန်ရဲ့မြန်နိုးမြင့်ကစားခွက်နဲ့အာဘောလုံးအပေးယူကောင်းကောင်းတွေနဲ့သူကစားအောင်ပေါ့။ချက်စီရဲ့နောက်တန်းပိုင်းတော့အားနေတယ်။ဟုတ်တယ်ဟုတ်တယ်။အဲဆိုလန်ဒန်ဒါဘီပွဲအနေထားတော့ဒါဟိုပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနေရာတစ်ခုပေါ့နော်။လန်ဒန်လန်ဒန်ဟိုဒါဒါဘီပွဲစဉ်တွေထဲမှာမှာဒါအာဆင်နယ်နဲ့ချယ်ဆီဆိုရတယ်အဲ့တော့အာဆင်နယ်အကြောင်းကားကြတော့ဗျာကျွန်တော်ကတော့တကယ်တမ်းပြောရင်ယတိပြတ်နဲ့ဘာမှမသုံးသပ်သေးခင်ပြောရင်တော့ကျွန်တော်အာဆင်နယ်ပူကြိုက်ဘာမှမသုံးသပ်သေးခင်ချူပြောလိုက်ရင်တော့ကျွန်တော်အာဆင်နယ် ကြိုက်ဘာကြောင့်ခုနပြောသူချက်စီးခံစစ်ကိုမရှိဘူးခံချက်စီးကဂိုးသွင်းခွင့်အခွင့်အရေးဖန်တီးတာမဟုတ်မစူကောင်းတယ်ဒီတောင်မန်တွေကလာတဲ့ဟာကြီးဟိုဖန်တီးတာမထင်မထင်အဝေးကနေလှန့်ကန်တဲ့အချက်လေးတော့ရှိတယ်ဒါပေမဲ့ဟိုထိရောက်မှုလေးတွေဒါနည်းနည်းလေးအာရော့နဲ့ခံစစ်နေအာအဲ့လားဒီညော်နေနေတာလေးကိုတွေ့ရတယ်အာဆင်နယ်ကျတော့ဟို PSV နဲ့ပွဲမှာကတော့ဗျာကျွန်တော်ကတော့ဟိုပါကြော်ရလဲ7-1ပေါ့ဒုတိယဒူးကြော်ကြတော့ ိုကျွန်တော်လည်းအာဆင်နယ်ထက်ရောက်လိုက်တယ်ဂျေးရလည်းအဲ့လိုကနော်တလုံးပေါ်မှာပဲထပ်ပေါက်တာ yes ကိုကိုတွင်းဝင်ပေးရပေးရအဲ့ဘယ်ပွဲကြီးတော့ကျွန်တော်အာဆင်နယ်ထက်ရောက်လိုက်တယ်နည်းနည်းရှုံးသွားပါတယ်ဟိုတော့လေဟိုဆက်တိုင်ကားလည်းပွဲလို့အဲ့လိုလိုဖြစ်နေတော့ဘာကြောင့်လဲဆိုတော့တစ်ဖက်မှာလန်ဒန်ဒါဘီရှိနေတာတော့သိတယ်ဗျာဒါပေမဲ့အာဆင်နယ်ကိုအားပေးလိုက်တာအားပေးလိုက်တော့တူးတူးနဲ့ဆိုတော့မပါသွားဘူးနော်ဂျေးရလည်းပြေးရတော့ PSV လိုအတင်းလို့ ပြီးရင်7-1နဲ့တော့အဝေးခွင်းတိတ်တိတ်သွားတော့အတိတ်မှာပဲအိမ်ခွင်းမှာလည်းတိတ်ခါအကြမခံဘူးဆိုပြီးတော့ထင်လိုက်တာပေါ့နော်ဒါ idea ကတော့နည်းနည်းယော့ပြီးရှော့ပြီးတော့ကစားသွားခဲ့တယ်ဒီ Chelsea ပွဲအတွက်ဖြစ်နေတယ်အဲ့ပွဲဂျေးတဘောတယောက်ပြန်ပြောရတယ်။သူကဒီဂိုးပေါ်ဘက်ကိုအာတာပေးခြင်းတဲ့အခါကျတော့ body ဈေးပေါ်ဆိုမြင့်မြင့်ပလိုက်တော့အဲ့တော့ရွေးချယ်ရတာဒါကဂိုးပေါ်သွားတော့ပါဘာကြောင့်လဲဆိုတော့တိတ်ပြီးတော့ PSV ကလည်း ဟိုဘယ်လိုပြောမှာလဲဆိုတော့တိတ်ခါမကြာကြီးတိတ်ခါမကြာကြီးနောက်ထပ်7 1မပြီးသွားလိုက်ကစားမယ်ဟိုချစ်ကြည်ပွဲလို့ဖြစ်အဲ့လိုမျိုးပုံစံဖြစ်နေတာမသိပါဘူးအဲ့ပွဲညှိများကစားသလားပေါ့နော်။ဘာကြောင့်လဲဆိုတော့ဟိုဥရောပကြီးပါအစင်လာတော့ရှိတယ်ဗျာကလပ်အသင်းအသင်းကြီးတွေသူရဲ့တိတ်တိတ်ခါတမိုင်းရှိအဲ့လောက်တစ်ဖက်နဲ့တစ်ယောက်နဲ့တစ်ယောက်ကိုပြန်ထိမ့်ပေးရတဲ့အနေအထားမျိုးရှိအဲ့တော့ PSB နဲ့ပွဲကတော့ထားပါတော့ကျွန်တော်တို့ကဂျင်းနဲ့ပါတယ်ဂုံသွားပြီပဲ PSB ဘာကြောင့်လဲဆိုတော့ ဟိုဒါအဲ့လိုအတင်းတင်းနဲ့ဂုံသိက္ခာကိုထိမ့်ပြရတဲ့အထာလေးတွေညှိပြီးကစားတာမျိုးရှိမှာပေါ့နော်ဒီချယ်ဆီပွဲနယ်လည်းဒါလန်လန်လာပြီးအရေးကြီးတော့ဗျာနောက်တစ်ချက်ကချယ်ဆီကအာဆင်နဲ့ခုနပြောသလိုပဲတင်ချာနီးရတာ12မှတ်ခုနဟိုဖြစ်မယ်အခုဆို15မှတ်ပေါ့နော်ဟိုလီဗာပူးကဒူကာဆင်နဲ့ရှိတော့တော့ကျွန်တော်ကတော့ပရီးမီးယားလိတရဖူပြေးလမ်းကြောင်းအတွက်ကိုတော့အာဆင်နယ်ကိုမပြောတော့ပါဘူးဒါလီဗာပူးတော်တော်ပြီးကိုခြေချော်မှသာခြေချော်မှသာတယ်ဒါအာဆင်နယ်နီးပြဝင်းကားတော့ပြောခဲ့ပြီလေတင်ချာနီးရတွေ့ရင်တော့ကျွန်တော်ကအာဆင်နယ် ဖလားရဖို့စုတောင်းပေးရုံပဲရှိတယ်လို့ပဲပြောတာသူပြောနေတဲ့ဘောကတော့တင်ချာနီးရတွေ့တော့ဟိုတိတ်နေရတယ်မဖြစ်နိုင်တော့ဘူးနော်ဒီပါဘူးကအနည်းဆုံးသုံးဘွဲ့တော့ဒီဘွဲ့တော့ရှုံးပေးမှဖြစ်မယ်ဆိုအာဆင်ဝင်းစားလောင်ပြော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 ခဲ့ဘူးလေပြောခဲ့ဘူးတော့အဲ့တော့ဒီဥစုံ55မှာ55မှာဒုတိယနေရာမှာရက်တီနေအလဲမှာမန်စီးတီးနဲ့နော်တင်ဟမ်နဲ့မန်စီးတီးရှိတယ်အဲ့တော့ဟိုဟာဘောနော်တင်ဟမ်ကတော့၄မှတ်ဖြတ်လာတာဗောလေအာဆင်နေကအဲ့တော့ဟိုနော်တင်ဟမ်လည်းတကယ်တမ်းပြောရင် short တွက်မြင်ရတယ်အတင်းဆိုတော့သူ့အနေနဲ့ဒီလိုအနေထားမျိုးမှာဒီအော်တိုပေါ့ရှင်းနဲ့ဓာတ်ရိုက်ဝင်ခွင့် ထမြန်လေးဓာတ်ရိုက်ဝင်ဝင်အော်တိုနေရာလေအဆင့်နဲ့ဆိုတဲ့နေရာအဲ့ဒါကိုတေချာဇေဖို့အတွက်ဆိုရင်တော့ဒါအဆင့်၅နေရာမှာရှိနေတဲ့ Chelsea ကိုအနိုင်သွားဖို့လိုတယ်ဘာလို့အိမ်ပြီးတော့နောက်တစ်ချက်က Arsenal ရဲ့ London Arsenal အိမ်ကွင်းနောက်ဆုံး၃ဘွဲ့ဆက်စလုံး Chelsea ကိုဂိုးပြတ်တည်းတိတ်လာတာနောက်ဆုံးဆိုရင်အိမ်အိမ်ကွင်းကစားခဲ့တာ၅ဂိုးပြတ်နဲ့တလုံးကတကူးတောင်ပြောင်းနေပြရပဲနဲ့ Chelsea ကို၅ဂိုးပြတ်တိတ်လာတယ်အဲ့ဒီမတိုင်ခင်ပွဲဆို3-1နဲ့တိတ်တယ်အဲ့ဒီမတိုင်ခင်ပွဲဆို4ဂိုးပြတ်နဲ့တိတ်လာအဲ့တော့အိမ်ကွင်းအဆင့်လာနောက်ဆုံး၃ချိန်ဆက်လေနိုင်လာတဲ့အချိန်ဝါလည်းရှိတဲ့အနေထားကြတော့ ကျွန်တော်အနေကတော့ခုနချက်စီခံစစ်အားနေတာနဲ့ဆိုဒီပွဲကဟိုအပြန်အလှန်ဂိုးလဲသွင်းလဲသွားနိုင်တဲ့အနေအထားမျိုးမှာကျွန်တော်ကတော့အာဆင်နယ်ချက်စီကလေးပွဲစတိုင်းနိုင်ပြီးတော့အာဆင်နယ်ကပရီးမီးယားလိမှာ၃ပွဲ၃ပွဲစတိုင်းအဲ၅ပွဲပြောင်း၅ပွဲပြောင်းနေတဲ့အနေအထားလေးရှိနေတယ်နောက်ပြီးအဆင်လာမှခုနပြောအင်ဂွင်း၃ပွဲစတိုင်းဟိုဟာချက်စီကိုတိတ်လာတာဆိုတော့လေအဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့ပွဲကအာဆင်နယ်နည်းနည်းပိုအားတာမယ်လို့ထင်တယ်ဟုတ်ဟုတ်ကဲ့အဲ့တော့ဒီပွဲအာရှစီကွက်ဘောကျွန်တော်အနေနဲ့ဘယ်လိုမြင်လဲ အာဆန်နဲ့1ပေါင်း60ဟုတ်တယ်ဟုတ်ဘူးဘောင်းဆေးရဘောင်း3လုံး3ထုံ50 3လုံးနော် sorry 3ထုံ50မဟုတ်1လုံးအရှုံး1လုံးအရှုံး1လုံးအရှုံး1လုံးရှုံးဆိုဘော်ဒီဈေးနဲ့ကိုပေါင်းဆေးရတမျိုးဖြစ်တော့တမျိုးတော့ဖြစ်နေပါလားဘောင်းဘက်ကိုပဲညွန်းတယ်လို့ပြန်တယ်လို့ပြန်တော့ဖြစ်နေတယ်အဲ့ဒီ Chelsea ရဲ့ concept အနေထားကိုကျွန်တော်တော့မကြိုက်ဟုတ်တယ်ကျွန်တော် Chelsea concept ကိုတိတ်မကြိုက်ဘူးဗျဟိုအမှားများတယ်ဘိုးကြီးပေးရသူကဟုတ်တယ်ဒါ Copenhagen မဟုတ်လို့သူဟိုပါကြောက်တော့ Copenhagen တော့သူပေးရတယ်ဟုတ်တယ်အိမ်ဝင်းပါလေပြန်ပေးရတယ် ်ချက်စီကချက်စီကဒီဘွဲမှာ तू နိုင်မယ်ဆိုတော့ तू ကိုပေးပြီးတော့ပဲ तू နိုင်မှာနိုင်မှာစနေကကြတော့ဟို PSV နဲ့ဘွဲမှာကြတော့ तू အကောင်လုံးတိုက်စစ်မှာတန်းရရနေပြီမြင်အကောင်လုံးလူစင်းခင်းပြီးတော့မီရီနိုကိုဒါတိုက်စစ်မှာထားပြီးတော့တိုက်စစ်မူးပြင်းနဲ့ထားပြီးကစားသွားတဲ့ပုံစံလေးကမိုက်ဟုတ်တယ်ဒီပုံစံလေးလည်းအတိုင်းပဲဒီဘွဲမှာဘွဲထွက်လာမယ်ချက်ဟုတ်တယ်အဲ့စနေကပဲအသာပြီးတော့ဗျာဟို ပြရပေးကစားအောင်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့သုံးသက်တဲ့သူတွေတော့နည်းနည်းမျက်လုံးပြူးကျဲသွားတယ်လေအဲ့ပါပါပကြောရလက်ကဘာဒီလောက်တန်ရာပြဿနာရှိနေတဲ့တိုက်စစ်တန်ရာပြဿနာရှိနေတဲ့အတင်းဟာဟာထွက်လာတော့71ဆိုလန့်သွားတာအာတီတော့လန်းလာပြီလားပေါ့နော်လုတ်ပြသွားနိုင်လိုက်တာဆိုပြီးတော့ဟိုဒူးကြော့ကတော့ဒါထားခုနကျွန်တော်ပြောသလိုပဲတိတ်အချင်းချင်းတိတ်ခါဆဲရတဲ့အနေအထားတွေရှိကြတော့အဲ့တော့အဲ့လိုအနေအထားမျိုးနဲ့ဆိုတော့ဟိုအဲ့လိုတိုက်ဟိုတန်ရာပြဿနာရှိနေတဲ့အနေအထားကိုဖြည့်ရှင်းသွားနိုင်တဲ့အာတီတာရဲ့လုတ်ရည်ကိုင်ကိုပဲထက်တွက်မယ်ဆိုရင်တော့ ကျွန်တော်အနေနဲ့ဒီနေ့ပွဲကချယ်ဆီကိုသူအနိုင်သွားဖို့နောက်တစ်ချက်ကပြတလုံးသွင်းရင်တော့80လောက်နိုင်နေမှာဆိုတော့ချယ်ဆီပဲအာဆင်နယ်ပဲအားပေးတယ်လို့ကျွန်တော်ထင်ပါတယ်